မင်္ဂလာပါခင်ဗျရေကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ပြည်တွင်းမှာအမေရိကန်ဒေါ်လာကငွေကျပ်6000ကျော်တဲ့အထိစံချိန်တင်မြင့်တက်သွားပြီးမြန်မာကျပ်ငွေတန်ဖိုးတွေတဟုန်သို့ကျဆင်းမှုဟာရုပ်ပြက်စင်းပြက်ကိုဖြစ်နေပြီဆိုပါတယ်စစ်ကောင်းဆောင်မေအောင်လိုက်လက်အောက်ကစစ်တိုင်းမှုတွေအနေနဲ့စစ်တိုင်းရင်တေးကြီးဘဝပြတ်မှာဖြစ်တဲ့အတွက်စစ်မတိုက်တော့ပဲမေအောင်လိုက်ကောင်းမှုအလံထောင်ပြီးမြို့တွေကိုလှူဒန်းကြဆိုပြီးတော့အမျိုးသားရေးအစိုးရဝီရသူကတိုက်တွန်းပြောဆိုလိုက်တယ်လို့ မင်းအွန်လိုင်းကိုမဘာသားနဲ့အမျိုးသားအစိုးရတွေကလုံးဝလက်မခံနိုင်တော့တဲ့အခြေအနေရောက်နေတယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြမဆုံးတင်ဆက်ပေးခြင်းသတင်းကတော့ပြည်တွင်းစီးပွားရေးဈေးကွက်မှာအမေရိကန်ဒေါ်လာကိုငွေကျပ်6000ကျော်တဲ့အထီးစံချိန်တင်မြင့်တက်သွားပြီးမြန်မာကျပ်ငွေတန်ဖိုးတွေတဟုန်တို့ကျဆင်းနေမှုဟာရုပ်ပြက်စိမ့်ပြက်ကိုဖြစ်နေပြီလို့ရန်ကုန်နိုင်ငံသားငွေလဲလက်ကြီးတိုင်တအုပ်ကပြောထားပါတယ်ဒီကနေ့ဩဂုတ်လ9ရက်နေ့မနက်ပိုင်းမှာပဲ ပြည်တွင်းမှာအမေရိကန်ဒေါ်လာကိုငွေကျပ်9800ကနေဈေးနှုန်းစပွင့်ခဲ့ရကနေမိနစ်ပိုင်းနဲ့အမျှမြန်မာကျပ်ငွေတန်ဖိုးတွေဟာထိုးကျလာပြီအမေရိကန်ဒေါ်လာကိုငွေကျပ်6000ကျော်တဲ့အထိဈေးပေါက်သွားပြီးတော့ပြင်ပမှာဝယ်လို့မရတော့တဲ့အခြေအနေရောက်သွားတယ်လို့လည်းသိရပါတယ်လက်ရှိမြန်မာကျပ်ငွေတန်ဖိုးကျဆင်းမှုဟာရုတ်တက်ဆင်းပြက်ကိုဖြစ်နေပြီးအဲ့ဒီလောက်မြ мян ဆန်ဆန်ကြီးကျတာမျိုးကသမိုင်းဝင်စံချိန်တင်တယ်လို့ပြောရမလို့ဖြစ်နေတဲ့အပြင်အခုလက်တလုံးမှာတော့ဒေါ်လာကိုငွေကျပ်6100ပေးတာတောင်ရောက်မဲ့သူမရှိသလို့ ်ဝယ်မဲ့ဒူရီတာအမှားတက်နေတယ်လို့ရန်ကုန်မြို့နေနိုင်ငံခြားငွေလက်တိုင်တဦးကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့စစ်ကောင်းဆောင်မဲအောင်လိုက်လက်အောက်ကစစ်တိုင်းမှုတွေအနေနဲ့စစ်တိုင်းရင်သေးချေဘဝပြတ်မှာဖြစ်တဲ့အတွက်စစ်မတိုက်တော့ဘဲမဲအောင်လိုက်ကောင်းမှုအလံထောင်ပြီးမြို့တွေကိုလှူဒန်းကြဆိုပြီးတော့အမျိုးသားရေးအစွန်းရောက်ဝီရတုကတိုက်တွန်းပြောဆိုလိုက်တယ်လို့မဲအောင်လိုက်ကိုမဘာသားနဲ့အမျိုးသားရေးအစွန်းရောက်တွေကလုံးဝလက်မခံနိုင်တော့တဲ့အခြေအနေရောက်နေတယ်လို့လည်းဆိုပါတယ် အခုလာရှေ့အနေကပဲ Telegram ကနေဖြန့်ဝေနေတဲ့အမျိုးသားအစွန်းရောက်ဝီရတူရဲ့မင်းအွန်လိုင်းကောင်းမှုတရားတော်ကောင်းစဉ်နဲ့ပဲအစွန်းရောက်ဝီရတူကပြောဆိုလာတာဖြစ်ပါတယ်အဲ့ဒီပြောဆိုချက်ထဲမှာစစ်တိုင်းမှုတွေအနေနဲ့ခမရတို့ရဲ့အဘတကယ်ရောစစ်တိုက်ချင်တာလားတကယ်ရောမျိုးတွေကိုကာကွယ်ချင်တာလားပြန်စဉ်းစားရမှာဖြစ်ပြီးခမရတို့ကစစ်စီကန်အမိန့်တွေအတိုင်းရှောက်လုံနေပြီမဲ့ခမရတို့တွေမကအောက်ခြေစစ်သားတွေအကုန်ဖေနေကြသလိုစစ်သားမိသားစုတွေလည်းဘဝတွေပြက်ကုန်ကြပြီဖြစ်တဲ့အတွက် ခမားတို့အဘကိုတည်တည်ချာချာမေးပြီဒီမျိုးကိုလှူဖို့အစီအစဉ်တဲမှာပါသလားပါတယ်ဆိုရင်ကြည်ကြည်ပြပြနဲ့လှူလိုက်ပါခမားတို့ခုခံကာကွယ်နေရင်ခမားတို့အဘရဲ့အလှဒါနကိုအနှောက်ရှက်ပေးရရောက်နေမယ်ဆိုပြီးအမျိုးသားရေးအစိုးရဝီရတုကပြောဆိုထားတာပါဒါအပြင်လက်ရှိစစ်ကောင်စီတပ်ကစစ်တိုက်မှုတွေအနေနဲ့အသေးခံပြီးစစ်တိုက်မနေပဲမြို့ရွာတွေကိုမဲအောင်လိုင်းကောင်းမှုဆိုတဲ့အလံထောင်ပြီးလှူဒန်းတင်းတယ်လို့ရှမ်းပြည်နယ်မြောက်ပိုင်းကမဲအောင်လိုင်းရဲ့အလှအတွက်လဲ ရောက်လေရရက်ကနေတာတို့ခေါ်ရေဆက်ချစီခြင်းတယ်လို့လဲအမျိုးသားရေးအစွန်းရဝိရတုကပြောထားပါသေးတယ်လက်ရှိလာရှုမျိုးကစစ်ကောင်စီရဲ့အရှိမျောက်တိုင်းစစ်ဌာနချုပ်ကြီးကြသွားပြီးတဲ့နောက်မှာပဲအချက်ဖက်မင်းအွန်လိုင်းကိုသူ့ဘက်ကမပတ်တာနဲ့အမျိုးသားရေးအစွန်းရောက်ပြီးကြားမှာလုံးဝလက်မခံတော့တဲ့အခြေအနေဖြစ်နေပြီစစ်ကောင်ဆောင်အမျက်ဆုံးနှုတ်ထွက်ပေးဖို့လူစားလဲဖို့တောင်းဆိုမှုတွေဟာလည်းကြဲကြဲလောင်လောင်ထွက်ပေါ်နေသလိုအဲ့ဒီကမှစစ်တပ်အမာခံထောက်ခံတဲ့စစ်သမီးအကောင့်ပိုင်ရှင်ဆိုတဲ့သူကပါ မန္တလေးကိုမကြမီ PDF တွေကတိုက်ခိုက်တော့မှာဖြစ်ပြီးမန္တလေးကြရင်မဲအွန်လိုင်းဆင်းသင့်ပြီးဆိုပြီးတော့လေသူ့ရဲ့လူမှုကွန်ရက်မှာပဲရေးသားထားပါသေးတယ်ခင်ဗျာတဖက်မှာတော့အကြံဖက်ဆက်အနာရှင်အပိတိုင်ဖြစ်တဲ့ကြီးကိုမြောက်ပိုင်းညီတော်မဟာမိတ်သုံးဘွဲ့အပါဝင်တော်လန်ရေးအင်အားစုအားလုံးနဲ့အတူ PNFC PNLO နဲ့ NMSPAD ဒုက္ခပါလက်တွဲတိုက်ပွဲဝင်မှာဖြစ်တယ်လို့ကြေညာလိုက်ပြီးစီရေးပူပေါင်းဆောင်ရွက်မှုတွေလှုပ်ဆောင်သွားမယ်လို့တည်ရဝင်ထုတ်ပြန်လိုက်ပါတယ် တိုင်းသားလူမျိုးပေါင်းစုံနဲ့ပြည်သူလူထုတစ်ရက်လုံးလိုလားနေတဲ့ဆန္ဒရှင်စနစ်အပိတိုင်ဖျက်သိမ်းရေးဖက်ဒရယ်ပြည်ထောင်စုတီထောင်ရေးဘုံလုံးငန်းစဉ်တွေမှာမြောက်ပိုင်းညီနောင်မဟာမိတ်တုံးပွဲအပါဝင်ဘဝတူညီနောင်တော်လှန်ရေးအင်အားစုအသီးသီးနဲ့အတူ PNFC PNLO နဲ့ NMSP AD ဒုက္ကပါခိုင်ခိုင်မာမာလက်တွဲတိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ကြေညာလိုက်တာပါလက်ရှိမှာလဲရှမ်းမြောက်ကတိုက်ပွဲတွေမှာတဦးချင်းအလိုက်ပူပေါင်းပါဝင်နေတာရှိသလိုမကြမီမှာလဲတပ်ဖွဲ့တွေအလိုက်စစ်ရေးပူပေါင်းဆောင်ရွက်မှုတွေလုပ်ဖို့ရှိပါတယ်လို့လဲ PNFC ပအုပ်မြို့သားဖက်ဒရယ်ကောင်စီရဲ့ခွန်ဝါကရန်ကုန်ခေတ်တွေကိုပြောထားပါတယ်ခင်ဗျဒီတစ်ခါမကွေးတိုင်းဘက်မှာတော့မြန်မြို့နယ်မှာရှိတဲ့အချက်ဖက်စစ်ကောင်စီရဲ့ဝက်ပုတ်ရွာတက်စကန်ကိုတော်လန်ရေးပူပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်မှုအတွင်စစ်ကောင်စီတပ်သား၁၀ဦးကတော့အသီးသီးသေကုန်ကြပြန်တဲ့အပြင်လက်နက်၁၀လက်ကိုပါတပါးတဲ့သိမ်းစီရရှိခဲ့ပြီးတော်လန်ရေးရဲဘော်နဲ့ဦးလဲမြင့်မြတ်စွာအသက်ပေးလူတွားရတယ်လို့မြန်မြို့နယ်ပကဖရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တွေကိုပြောပါတယ်အခုလ9ရက်နေ့ကစပြီး မြန်မြုတ်နယ်မှာရှိတဲ့ဝက်ပုတ်ကျေးရွာမှာအထိုင်ချတက်ဆွဲထားတဲ့အကြံဖက်စစ်ကောင်စီတပ်စခန်းကိုတော်လိုင်းပူပေါင်းတပ်တွေကထိုးစစ်ဆင်တိုက်ခတ်ခဲ့တယ်ဆိုပါလေအဲ့ဒီလိုတိုက်ခိုက်မှုအတွင်းစစ်ကောင်စီရဲ့ကာကင်းစခန်းတစ်ခုကိုအရင်သိမ်းပိုက်ပြီးတဲ့နောက်အောက်ကလ6ရက်နေ့မှာတော့နောက်ထပ်ကာကင်းစခန်းနှစ်ခုကိုတော်လိုင်းတပ်တွေကထပ်မံသိမ်းပိုက်လိုက်ပြီးအဲ့ဒီတိုက်ပွဲတွေအတွင်းစစ်ကောင်စီတပ်သား10ဦးကတော့အသီးသီးသေကုန်ကြတဲ့အပြင်သူတို့စီကနေလက်နက်10လက်ကိုပါတပါတဲ့သိမ်းစီရရှိခဲ့ပြီးတဖက်ကပြည်ရဲ့ရဲဘော်နှစ်ဦးလည်းမြင့်မြတ်စွာအသက်ပေးလူသွားရပါတယ်ဆိုပါတယ် အဲ့ဒီတိုက်ပွဲအတွင်းအထိနာနေတဲ့စစ်ကောင်စီတပ်ကလင်းနဲ့လာပြီးတော့စဲချင်းတက်မနဲ့လာရောက်ပစ်ခတ်ခဲ့တဲ့အပြင်ပေါမျိုးနယ်ကရွာတစ်စုကျေးရွာဖုံကြီးကျောင်းနဲ့လူနေအိမ်တွေကိုပါဘုံကျဲသွားတဲ့အတွက်ဆရာတော်တပတ်ပြန်တော်မူသွားပြီးရတပ်ပြည်သူစဲဥဝင်းကျင်လဲဒဏ်ရာရထားသေးတယ်လို့မြိုင်ဘက်ကဖားရဲ့တာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျာဒီတစ်ခါဆက်ချင်တာကတော့ထိုင်းနိုင်ငံမှာအကြောင်းမျိုးမျိုးကြောင့်ပြစ်ဒဏ်ကြခံရပြီးတဲ့နောက်မြန်မာဘက်ကလွတ်ရဆေးပြီးပြန်ပို့ခံရတဲ့မြန်မာ126ဦးကို စစ်ကောင်စီကစစ်သားတစ်အဖြစ်အတင်းအဓမ္မဆူဆောင်းသွားပြီးစစ်တပ်ထဲကိုပို့ခံလိုက်ရတယ်လို့ကော်တောင်းမြို့ကန်ပြည်သူတွေစီကနေသိရပါတယ်။ထိုင်းနိုင်ငံရန်ကောင်ခရိုင်ရဲ့ထိမ့်သိမ်းရေးစခန်းကနေပြီးခဲ့တဲ့ဇွန်လ30ရက်နေ့ကစပြီးအခုအောက်လ9ရက်နေ့အတွင်းလွတ်ရစိတ်နဲ့ပြန်လွတ်လာတဲ့မြန်မာတွေကိုထိုင်းနိုင်ငံကမြန်မာဘက်အချမ်းပြန်ပို့တဲ့အချိန်မှာစစ်ကောင်စီကသူတို့ကိုပတ်သက်မပေးနိုင်တဲ့မြန်မာတွေနဲ့ဒေသခံမဟုတ်တဲ့သူတွေကိုစစ်သားတစ်အဖြစ်ဆူဆောင်းလိုက်တာဖြစ်တယ်လို့ဆိုပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးတက်တွင်းသတင်းရင်းမြစ်ကလည်း ထိုင်းဘက်ကနေပြန်ပို့လိုက်တဲ့သူတွေတော်တော်များများစစ်ကောင်စီရဲ့ကော့တောင်းအခြေစိုက်ခမရ26နှစ်တက်ထဲမှာစစ်သားတဲ့အဖြစ်စုဆောင်းခံလိုက်ရတယ်လို့လည်းပြောထားပါသေးတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရန်ကုန်ခေတ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ